င်္ဂလာပါရှင်ကျမတော့ဖူးဦးဦးနယ်ပါဒီဗီယိုမြင့်တန်းကြရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးမှာပါစစ်ကောင်စီတပ်နဲ့တော်လှန်ရေးအင်အားစုတွေကြားထိတွေ့တိုက်ပွဲတွေပြင်းထန်နေတဲ့ KNY ပြည်နယ်ကရှေ့ရန်စစ်မျက်နှာပြင်တွေမှာစစ်တပ်ကပေါ်တာဆွဲထားသူတွေကိုမူရစ်ဆေးကျွေးပြီးစစ်တိုက်ခိုင်းနေတယ်လို့မြေပြင်သတင်းရင်းမြစ်ကပြောပါတယ်ဒီမော့ဆူမြို့နယ်ကတနန်းဥကွိုင်းနဲ့ဒေါငန်ခါရက်ွက်ဒီမော့ဆူနယ်ဖရူဆိုလမ်းမတစ်လျှောက်ဘောလက်ခဲမြို့နယ်ကကြေးရွာတချို့ မိုးပြင်းနဲ့ဖဲခုံမြို့နယ်မြောက်စာလုံးစတဲ့နေရာတွေမှာစစ်ကောင်စီတပ်ကအော်တိုဘားလာတဲ့စစ်ကြောင်းထိုးနေတာလို့သိရပါဗျ။စစ်ကောင်စီတပ်ကစစ်ကြောင်းထိုးနေတဲ့အတွက်ထိတွေ့တိုက်ပွဲတွေမကြာခဏဖြစ်ပွားနေပြီးပေါ်တာဆွဲထားသူတွေကိုဆေးကျွေးပြီးတော့ရှေ့တန်းတက်ခိုင်းတဲ့အတွက်သေဆုံးမှုတွေများပြားနေတယ်လို့သိရပါဗျ။စစ်ကောင်စီတပ်ကဆေးကျွေးထားတဲ့အတွက်ယူသူလူကြောင်သူလူတွေဖြစ်နေပြီးဘာအကာအကွယ်မှမပါပဲရှေ့ကိုတက်ရဲကြတယ်လို့ပြည်သူစစ်မှုထမ်းအဖြစ်ပေါ်တာဆွဲခံရပြီးလွတ်မြောက်လာသူတယောက်ကပြောပါဗျ။ ရှီရန်စစ်မျက်နှာပြင်တွေမှာပေါ်တာဆွဲခံရသူတွေကိုရှေ့ဆုံးကနေတက်ခိုင်းပြီးစစ်ကြောင်းထိုးခိုင်းနေတဲ့အတွက်တော်လှန်ရေးအင်အားစုတွေစီမှာဖက်ပြောင်းခုလုံသူတွေလည်းရှိနေတယ်လို့သိရပါတယ်ရှင်။ကင်းနီပြည်နယ်ဖားဆောင်မြို့နယ်မော်ချီဒေသမှာကြောက်မြေပုံပြိုကျပြီးမြေပုံပြိလို့အမျိုးသားတယောက်သေဆုံးခဲ့တယ်လို့ကင်းနီဂျာကာလာအုပ်ချုပ်ရေးကောင်စီ IEC အတွင်းမှနှစ်ဥပညာကအတည်ပြုပါရတယ်။ အော်တိုဘားလ16ရက်နေ့ညနေပိုင်းကခဲချင်းလောက်ကိုင်းတဲ့အသက်18နှစ်အရွယ်လူငယ်တယောက်ဟာရေချိုးနေချိန်ကြောက်မြေပုံပြိုပြီးတိတ်ဆုံးခဲ့တာလို့သိရပါဗျ။မြေစာပုံပြိပြီးခေါင်းကိုရိုက်မိသွားတဲ့အတွက်တိတ်ဆုံးသွားတာမျိုးလို့ IC အတွင်းမှနှစ်ဥပညာကပြောပါဗျ။ မြေတူးရာတွေကိုနွေရာသီနဲ့ဆောင်းရာသီတွေမှာတူးဆွပြီးခဲရှာဖွေကြရင်တောင်ဆောင်းနေရာတွေမှာမြေတူးဆွထားတဲ့အတွက်အတွင်းထဲကိုလိုက်စားထားပြီးမိုးရွာတဲ့အခါမှာကြောက်မြေတွေပြိုကျတာကမိုးရင်ကာလာတွေမှာဖြစ်လိဖြစ်တာရှိတယ်လို့သိရပါတယ်။ပြီးခဲ့တဲ့စက်တင်ဘာလ20ရက်နေ့ညပိုင်းတုန်းကလည်းခဲချင်းမြေပြိုကျတာကြောင့်ခဲရင်လောက်ကင်နေတဲ့ပြည်သူ၂ယောက်သေဆုံးခဲ့ရပါသေးတယ်ရှင်။ မဲဆန္ဒရှင်စီရင်ကြီးညာရက်ကိုပြောင်စုရွေးကောက်ပွဲကော်မရှင် UEC ကအောက်တိုဘာလ20ရက်အထိထပ်တိုးထားပေမလဲမဲဆင်းလာကြည့်သူနေပါနေစေ ဖြစ်တယ်လို့မဲဆင်းမှားယွင်းမှုတွေကိုအချိန်မီကုစားနိုင်ပါမလားဆိုတဲ့မေးခွန်းတွေထွက်ပေါ်လာနေပါတယ်။မြက်သစင်သတင်းပေးပို့ထားပါတယ်ရှင်။နေပြည်တော်ကောင်စီနယ်မြေအတွင်းမှာရှိတဲ့မြို့နယ်ရှစ်မြို့နယ်မှာမဲဆင်းတပေါင်းကျော်ကွာဟနေသလိုမန္တလေးမှာလည်း စစ်တပ်ဩဇာခံရွေးကောက်ပွဲ ကော်မရှင်ကကြီးညာထားတဲ့မဲဆန္ဒရှင်စီးရင်တွေအများအပြားလွဲမှားနေတာကြောင့်ပြန်လည်ပြင်ဆင်နိုင်မှုဒေသခံတွေအနေနဲ့မဲဆင်းလာကြည့်ပြီးရွေးကောက်ပွဲမှာပူးပေါင်းပါဝင်မှုစစ်ကောင်စီခန့်တိုင်းဝင်ကြီးချုပ်ဦးမျိုးအောင်က အကူအညီတောင်းခဲ့တယ်လို့ဒေသခံတွေစီကသိရပါဗျ။ဒီလိုမဲဆင်းမှားရင်းနေတဲ့ဆိုတဲ့ဝေဖန်မှုတွေထွက်လာပြီးနောက်မှာတော့စက်တင်ဘာလ30ရက်နေ့ကနေအောက်တိုဘာလ23ရက်နေ့အထိ မဲစင်းကတ်ထားပြီးမဲသတ်မှတ်ရက်ကို9ရက်ထပ်တိုးပြီးအောက်တိုဘာ20အထိသတ်မှတ်လိုက်ပါတယ်။ပြည်သူပါတီဗဟိုလုံးမှုဆောင်ကောမဒီဝင်ဦးကျော်ကျော်ထွေးကလည်းရွေးကောက်ပွဲဝင်ပြိုင်မဲ့ကိုစလေလောင်းတွေကိုတိုင်နာနမဲစင်းမပါတာတွေရှိတယ်လို့ဆိုပါတယ်။ကောမစင်းဒီကိုစလေလောင်းတွေကိုတိုင်နာမှာအိမ်နမဲစင်းမပါတာတွေရှိတယ်။ပြတော်တော်နဲ့လည်းမနမဲစင်းပါရင်တော့မှာပဲအချက်လက်မှားနေအောင်ပေါ့နော်။ ဟိုကုနာမည်ပါတယ်ဒါပေမဲ့အဖေနာမည်မှားနေရတော့မှတ်ပုံနဲ့နာမည်မှားနေရတော့နေရာလိပ်ကမှားနေရတော့အဲ့အဲ့လိုမျိုးလည်းဖြစ်တယ်ဒါဟိုတော်တော်များများဟိုဖြစ်တာဆိုတော့ဒါသူတေးချာပြန်စီစစ်ပြီးတော့ပြန်လုပ်တင်တာပေါ့နော်2020ရွေးကောက်ပွဲမှာမဲဆင်းတွေမှားယွင်းနေတယ်လို့အကြောင်းပြပြီးစစ်တပ်ကအာဏာသိမ်းခဲ့ပြီးမဲ2025ရွေးကောက်ပွဲအတွက် ထုတ်ပြန်တဲ့မဲဆင်းတွေထဲမှာတော့အမှားယွင်းတွေများနေပြီး အမားများနေတဲ့အကြောင်းရုတ်တံထုတ်လွှင့်ပြီးပြောခဲ့တဲ့ကျက်ခိုင်ရေးပါတီရဲ့နေပြည်တော်ကောင်စီနယ်မြေဥက္ကဋ္ဌဦးလှဆွေကိုလည်းစစ်တပ်ကခေါ်ယူမေးမြန်းခဲ့တယ်လို့သတင်းတွေထွက်ခဲ့ပါသေးတယ်။နောက်ပိုင်းမှာဦးလှဆွေကိုဖမ်းဆီးစစ်ဆေးတာမဟုတ်ဘူးလို့ဆိုပေမဲ့မဲဆင်းမှကြောင်ပြောထားတဲ့ဗီဒီယိုဖိုင်ကိုသူ့ရဲ့ TikTok အကောင့်ကနေဖြုတ်ချလိုက်ပါတယ်။ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူတဦးကတော့မဲဆင်းဟာ2020ထက်တောင်ပိုပြီးမှားနိုင်တဲ့အခြေအနေဖြစ်တယ်လို့ဆိုပါတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ဒီလူရည်စင်ရင်ကောက်တဲ့အခြေအနေကစနစ်မျိုးစုံလည်းဖြစ်တယ်ပေါ့နော်ဆိုတော့အထွေအုပ်ကကောက်တာရှိမယ်ပြီးတော့ဒီလူဝင်မှုကြီးကြီးရန်ကောက်တဲ့အခြေအနေရှိမယ်ဒီဟာကြီးပုံမှန်ခြေခံပြီးတော့မှကောက်တာဖြစ်တယ်ပေါ့နော်ဆိုတော့ဒီလိုကောက်ပြီးတော့မှမဲဆင်းမှပြန်ပေါင်းရတာဖြစ်တဲ့အတွက်လက်ရှိပြီးတော့တရားဥပဒေစိုးမိုးမှုလည်းမရှိတဲ့အခြေအနေမျိုးပေါ့နော်အဲ့လိုမျိုးလည်းဖြစ်တဲ့အခါကျတော့မဲဆင်းကတော့မှန်မှာမဟုတ်ဘူးပေါ့နော်2020ထက်တောင်မှပို့ပြီးတော့မှားနိုင်တဲ့အခြေအနေမျိုးဖြစ်တယ်ပေါ့နော် ပထမချိန်ထုတ်ပြန်တဲ့မဲဆင်းတွေမှားနေပေမဲ့ပြည်သူတွေကမဲဆင်းတဲ့နာမည်ပါမပါကိုစစ်ဆေးဖို့စိတ်ဝင်စားကြဘူးလို့ဆိုပါတယ်။ရန်ကုန်မြို့ဒေသခံတယောက်ကလည်းမဲဆင်းကိုတယောက်မှမကြည့်သလိုသူကိုယ်တိုင်လည်းမကြည့်ဘူးလို့ဆိုပါတယ်။တယောက်မှမကြည့်ကိုလည်းမသိဆေးထဲမှာမေးကြရတယ်။မဲကဘယ်လိုလဲမသိတော့ဘူး။ဒီဘောင်ကျမတို့တော့ကြည်ပေါင်းတော့ဘယ်ဘေးရမှလည်းမသိပါဘူးအဲ့လိုကြည်ရများတယ်တမီးတမီးတအားကြီးသူမဆိုင်ဝင်စားလည်းမျိုးဘောကမဖြစ်မနေ ဖမ်းမဲ့စီမဲ့ဆိုလို့ရှိရင်တော့လေတချို့ကလည်းပြောဖမ်းမဲ့စီမဲ့ဆိုလို့ရှိရင်တော့လိုက်မယ်သွားပြီးလို့ရှိရင်ဘယ်လိုပြော process တွေနဲ့ဟာ tap လိုက်မယ်ပေါ့လေအဲ့လိုမျိုးကြီးတွေးထားကြတာပေါ့ချက်ကြလဲ tap ကင်မယ်ပါညာလဲကြားတယ်အခုလိုပြည်သူလူထုကမဲစင်းရဲ့ရွေးကောက်ပွဲကိုစိတ်ဝင်စားမှုမရှိတဲ့အချိန်မှာဒီလိုမဲစင်းအမားတွေကိုပြန်လည်ပြုပြင်ဖို့ဆိုတာတွေကခက်ခဲနိုင်တယ်လို့လဲပြည်သူပါတီဗဟိုလုံးမှုဆောင်ကော်မတီဝင်ဦးကျော်ကျော်ထွေးကဆိုပါတယ် 哎，都都一样最流行了。我每次忙的，忙的也最流行。的，每次那些，我不管多少个抓投标，别人买，城里人看买，天天在那买不咯？是不？他都周六、周日给啥子呢？弟弟们，他们比我们那没那天赋了吗？我呢，这个项目，这帮项目，俺那没有进嘛。我又没有没用多少个，别人别人买都别人我们就是说。 ဟိုတော်တော်ခက်ခဲပါတယ်အဲ့အဲ့ဟိုကိုယ်တိုင်လည်းလောင်းနေနဲ့ပါတီတွေနေနဲ့လိုက်လို့ပြီးဖို့ကြတော့လဲအလောက်မလွယ်ဘူးပါဘူးဟိုလူရန်လည်းအဲ့လောက်မတုံးနိုင်တဲ့ပါတီတွေဆိုလို့ရှိရင်ဘယ်လိုမှအဆင်မပြေဘူးအဲ့တော့ဟိုအငန်းငောင်းဒီလောကဆင်းရဲလို့ဒီထွေးမှရှိတဲ့ဆင်းရဲလို့နဲ့ဟိုပြန်ကိုက်ညီပြီးတော့လုပ်မယ်ဆိုလို့ရှိရင်တော့အဆင်ပြေမယ်ထင်ပါတယ်ရွေးကောက်ပွဲကော်မရှင်ကမဲဆင်းတွေမှန်ကန်မှုအတွက်သက်ဆိုင်ရာဝင်ကြီးဌာနတွေအဖွဲ့အစည်းတွေ နိုင်ငံရေးပါတီတွေနဲ့ပူးပေါင်းဆောင်ရွက်ပြီးဒုတိယအကြိမ်မဲဆင်းတွေကိုထပ်စီစစ်ဖို့နိုဝင်ဘာလထဲကြီးညာဖို့လည်းရှိနေပါတယ်။ဒီလိုနိုဝင်ဘာလမှာထွက်လာတဲ့ဒုတိယအကြိမ်မဲဆင်းကလည်းမှားနေစေဖြစ်နိုင်ပြီးတော့မဲဆင်းကြည့်ဖို့စိတ်မဝင်စားတဲ့လူတို့ကိုအတင်းအဓမ္မဖိအားပေးပြီးမဲဆင်းကြည့်ရှုခိုင်းတာတွေလုံနိုင်တာကြောင့်မျက်ခြေမပြတ်စောင့်ကြည့်ဖို့လိုတယ်လို့လည်းရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူတွေကသတိပေးထားကြပါတယ်။ကျမမြေသိစင်ပါရှင်။ ီဗီယိုမြင့်တန်ကြရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားကြရတာပါကျမတော့ဖူးဤနွယ်ပါကြည့်ရှုနာဆင်ပေးကြရတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်